မင်္ဂလာပါဒီဗီဒီယိုလေးဟာတရက်နေ့ဆယ်လပိုင်း2025ကနေ9ရက်နေ့တလပိုင်း2025တပတ်တာမှာကြုံတွေ့လာမယ်အင်္ဂါသားသမီးတွေရဲ့ကန့်အဆိုးကောင်းလေးကိုကျွန်တော်တဲရော့နဲ့ဟောကြားပေးသွားမယ်တဲရော့ဗီဒီယိုနဲ့ပေါ့နော်ဟောကြားပေးသွားမယ်ဗီဒီယိုလေးဖြစ်ပါတယ်အဲ့တော့မိတ်ဆွေအနေနဲ့ဗီဒီယိုပေါ်မှာယုံကြည်မှုမရှိဘူးဆိုဒီဗီဒီယိုဟာမိတ်ဆွေတို့ကြည့်ရှုနေလို့လည်းအလားပါပဲအဲ့တော့အတိုင်းအတာတစ်ခုဗီဒီယိုပေါ်မှာယုံကြည်တယ်ဆိုရင်ကိုယ့်ရဲ့ဒီတပတ်တာမှာရှောင်ရံဆောင်ရံလေးတွေတရှိဖို့အတွက်မိတ်ဆွေဆုံးတဲ့အထိလိုက်ကြည့်ပါမိတ်ဆွေတို့ ဘာပဲပြောပြောဟိုလောက်ဆောင်တဲ့အခါမှာစဉ်းစားတွေးခေါ်မှုအားကောင်းလာပါလိမ့်မယ်အဲ့တော့ကျွန်တော်ကအဘမင်းနေငါရတဲ့ပဲဆရာဆောင်းအောင်ဖြစ်ပါတယ်မိတ်ဆွေတို့ကိုအမြဲတမ်းဗီဒီယိုရတရားတွေနဲ့ပတ်သက်ပြီးတင်ဆက်ပေးနေဆရာတယောက်လည်းဖြစ်ပါတယ်ကျွန်တော်ရဲ့ဟောကြားမှုတွေကျွန်တော်ရဲ့ကြောက်ကြမှုတွေကိုနှစ်သက်မှုရှိရဆိုရင်ကျွန်တော်အကောင့်ကိုဘေးနားမှာရှိတဲ့အပေါင်းလေးကိုနှိပ်ပြီးတော့ကျွန်တော်အကောင့်ကို follow လုပ်ပေးတာချင်းအပြင်နေ့စဉ်နဲ့ညကျွန်တော်တင်ဆက်ပေးနေတဲ့ဗီဒီယိုနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုမိတ်ဆွေတို့သိရှိခွင့်ရမှာဖြစ်ပါတယ်။အဲတော့ကျွန်တော်စတင်ပြီးတော့အင်္ဂါသားသမီးတွေကိုတဲရော်နဲ့စပြီးချိုးပြီးတော့ ဟောပြပါမယ်အဲ့တော့ဖမအုပ်ဆုံးနေတဲ့ဒီဘက်တာမှာအင်္ဂါသားသမီးတွေရဲ့ကံအပိုင်းခြားဘယ်လိုဖြစ်နေလဲဆိုတော့ကျွန်တော်စတင်ပြီးကြတော့လည်းတုံးတက်အောင်အဲ့တော့နံပါတ်1အနေနဲ့အင်္ဂါသားသမီးတွေဒီကလာမှာကံကောင်းတယ်လို့ဟောကြလို့ရပါတယ်အာအခွင့်အရေးကောင်းဝင်လာမယ်ဆိုလို့ရှိရင်လည်းနှစ်ခုပြိုင်တူဝင်လာတတ်တယ်လို့အခွင့်အရေးအစိုးဝင်လာမယ်ဆိုရင်နှစ်ခုပြိုင်တူဝင်လာတတ်ပါတယ်အဲ့တော့ပြောချင်တာကကံကောင်းပြီဆိုရင်တရက်ထဲမှာပဲနှစ်ခါပြန်ကံကောင်းတာမျိုး ဇက်တိုက်ဆက်တိုက်ကန်ကောင်းနေတာမျိုးဖြစ်တတ်တယ်အဲ့တော့ကန်ဆုံးပြီဆိုလို့ရှိရင်လည်းဇက်တိုက်ဆက်တိုက်ကန်ဆုံးသွားတာမျိုးဖြစ်တတ်ပါတယ်ဒါပေမဲ့အစိုးနဲ့အကောင်းဆိုရင်ဒီကာလမှာအင်္ဂါသာသမီတို့အကောင်းကိုဥတည်နေတဲ့အပိုင်းခြားတစ်ခုချက်ပါတယ်ဒါကတော့အင်္ဂါသာသမီတွေရဲ့ပတ်သက်တဲ့ကန်အပိုင်းခြားဖြစ်ပါတယ်ဒါကြောင့်မလို့ငယ်တဲ့လုပ်ငန်းတစ်ခုမှာကိုယ်နေတဲ့ဈေးရောက်ကောင်းမှုဆိုရင်နောက်ရက်တွေလည်းဈေးဆက်ပြီးတော့ရောင်းကောင်းသွားတာမျိုးဖြစ်တတ်တယ်ခဏပြောလို့ကန်ဆုံးမဲ့ဆိုရင်လည်းဆက်ပြီးဆုံးမဲ့ကန်ကောင်းမဲ့ဆိုရင်ဆက်ပြီးကောင်းနေတယ်ဆိုတဲ့အပိုင်းခြားမျိုးကိုပေါ်ပြထားခြင်းဖြစ်တယ်အဲ့တော့နောက်ချက်ကတော့ ိုယ်ပိုင်စီးပွားရေးနဲ့ပတ်သက်တဲ့အပိုင်းဖြစ်ပါတယ်ဒီတပတ်တာမှာအင်္ဂါသားသမီးတွေကိုကိုယ်ပိုင်စီးပွားရေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြောချင်တာကလေဘာသာတရားနဲ့စီးပွားရေးနဲ့ဓာတ်အချိုးကျနေပါတယ်မိစွေဘာသာရေးတွေလောက်တာမိစွေဘာသာရေးနဲ့ပတ်သက်ပြီးလောက်ဆောင်တာအားကောင်းနေပြီကိုယ့်ရဲ့စီးပွားရေးနဲ့ပတ်သက်ပြီးအားကောင်းနေပြီပါပဲအဲ့တော့စီးပွားရေးနဲ့ပတ်သက်ပြီးအားကောင်းချင်တယ်ဆိုရင်တာနာပွဲလေးအိမ်မှာထိုးလို့ရရင်လည်းထိုးပေါ့ဆိုင်မှာထိုးလို့ရရင်လည်းထိုးပေါ့နော်အတိတ်တံမဒီလေးစိတ်တာမျိုးလုံးဖို့ကိုအလှူတစ်ခုလောက်တိုင်းလောက်တိုင်းမှာကိုယ့်ရဲ့လုပ်ငန်းကိစ္စရည်နဲ့ပတ်သက်ပြီးစုတောင်းတာမျိုးပြုလုပ်မယ်ဆိုရင်ပုံမှန်ပြတော့ကောင်းပေါ်ပါလိမ့်မယ် တော့လုပ်ငန်းကိစ္စကောင်းလားလို့ပြောမယ်ဆိုရင်ကျွန်တော်အနေနဲ့ကောင်းတယ်လို့ပဲတောင်းတပြီးဟောပေးရမှာပဲဒါပေမဲ့ခဏကျွန်တော်ပြောလို့မောကိုယ့်ရဲ့လုပ်ငန်းနဲ့ကိုယ့်ရဲ့ဘာသာရေးနဲ့ပတ်သက်ဘာသာရေးတော့ဗုဒ္ဓဘာသာဖြစ်ခရစ်ယာန်ပဲဖြစ်အစ္စလာမ်ပဲဖြစ်ဖြစ်ဒီဘက်ကကျွန်တော်ဟိန္ဒူပဲဖြစ်ပါတော့ဘာပဲဖြစ်ဖြစ်ကိုယ့်ရဲ့ဘာသာရေးနဲ့ပတ်သက်ပြီးတော့အလှူဒန်းပြုလုပ်တဲ့အပေါ်မှာဒါမှမဟုတ်ဘာသာရေးနဲ့ပတ်သက်ပြီးတော့ပြုလုပ်နေတဲ့အပေါ်မှာမူတည်ပြီးတော့ကိုယ့်ရဲ့စီးပွားရေးဟာကောင်းမွန်နဲ့ကြာရှုံးနေဆိုတော့ပြောင်းလဲသွားနိုင်ပါတယ်ပုံမှန်ကန်တရားအရဆိုရင်တော့အကောက်ပါလိမ့်မယ် အဲ့တော့တခုပြောစရာရှိတာ okay စီးပွားရေးအကောင်းပြီဆိုလို့ရှိရင်ခဏကျွန်တော်ပြောမဟုတ်တဲ့နီလန်းနဲ့ငွေရှာနေတဲ့လူတွေတော့ကတော့အဲဒီကာလမှာတော့နည်းနည်းလေးအခက်အခဲကြုံပါဗျာကျွန်တော်အလောင်းစားနဲ့ပတ်သက်တာဟိုတခြားဗျာဟိုဥပဒေပြင်ပအနေဆင့်အဲစီးပွားရေးလုပ်နေတဲ့လူတွေတော့ကတော့ဒီကာလမှာနည်းနည်းသတိထားပါအဖမ်းအစီအချုပ်အနှောင်းနာမမို့လို့ရှိရင်လည်းစီးပွားရေးနဲ့ပတ်သက်ပြီးငွေဆုံးရှုံးတာမျိုးတွေဖြစ်ပေါ်တတ်ပါတယ်ဒါလေးကိုတော့နည်းနည်းခရီးဆိုင်စေချင်ပါတယ်နောက်ချက်ကတော့ငွေကြေးကိစ္စအနေနဲ့ပတ်သက်တဲ့ပိုင်းဖြစ်ပါတယ်ဒီကာလမှာငွေကြေးဘလောက်ပဲကိုယ်အနေနဲ့စင်ပြေစင်ပြေနောက်ဆုံးဗျာကိုယ်အိမ်မှာပတ်သက်တိတ်ထောင်ချီပြီးတော့ ရှိနေတယ်ငွေကြေးကိစ္စအရင်းနဲ့ပတ်သက်ပြီးတော့ပူပင်စိတ်ကပျောက်ကင်းသွားမှာမဟုတ်ဘူးအဲ့တော့ပြောချင်တာကတော့ဒီတစ်ပတ်တာမှာအင်္ဂါသားသမီးတွေကငွေရှိသည်ဖြစ်စေငွေမရှိသည်ဖြစ်စေငွေကြေးပူပင်ရတယ်ဆိုတဲ့ဇာတာမျိုးပေါ့ပါလာတာအဲ့တော့လူတိုင်းပဲဆရာရဲ့လူတိုင်းပဲစိတ်ပူပင်ရမှာပေါ့တော့ငွေကြေးကိစ္စမဟုတ်ဘူးခါတိုင်းလာရတဲ့ဒီလားငွေကြေးနဲ့ပတ်သက်ပြီးပူပင်ရတာမျိုးတွေငွေကြေးကိစ္စအရင်းနဲ့ပတ်သက်ပြီးတော့ကရောက်ရတာမျိုးအဲ့ဒါကျွန်တော်ပြောတာငွေရှိခြင်းမရှိခြင်းနဲ့မဆိုင်ဘူးတော့ငွေရှိသည်ဖြစ်စေမရှိသည်ဖြစ်စေအဲ့လိုဖြစ်နေကြတယ်ဒါကြောင့်လို့ငွေကြေးကိစ္စအရင်းနဲ့ပတ်သက်ပြီးကံကောင်းလားလို့ပြောမယ်ဆိုရင်တော့ ငွေအဝင်ကြီးကန်ကောင်းချိန်ကန်ကောင်းနေလိမ့်မယ်တို့တော့ငွေကြီးကိစ္စနဲ့ပတ်သက်တဲ့အပူတွေကတော့အရင်အထက်ပုံမှုပြီးတော့ဖိအားများမယ်ဒေါကများမယ်စိုးရင်စိတ်များမယ်စသဖြင့်ပေါ့နော်ဒီလိုမျိုးတွေတွေ့ကြုံနိုင်ရနိုင်ပါတယ်နောက်တစ်ချက်ကတော့ကျမကြီးကိစ္စနဲ့ပတ်သက်တဲ့ပိုင်းမှာတော့အင်္ဂါသားသမီးတွေကျမကြီးကန်ကောင်းချိန်တွေရရှိနေတဲ့အချိန်တွေပိုင်းခြားတစ်ခုဖြစ်ပါတယ်ဖိမကူညီမှုကောင်းတွေရရှိမယ်ဆောင်မကြည့်ရှုမှုကောင်းတွေရရှိမယ်အဲ့တော့ဘာကိုပြောချင်တာလဲဆိုစိတ်ကူနေတဲ့လူဆရာကောင်းသမားကောင်းတွေနဲ့တွေ့ကြုံရတတ်တယ်အာကိုယ့်ရဲ့မိတ်ဆွေအပေါင်းအသင်းရဲ့လမ်းပြမှုကောင်းတွေလည်း ကြုံလဲကြုံမှာကိုယ့်ရဲ့မိတ်ဆွေကိုယ့်ရဲ့အပေါင်းအသင်းကိုယ့်ရဲ့မိသားစုတွေရဲ့ကျမကြီးအားနေနေလူဆိုရင်တို့တို့စီကနေစဉ်စိတ်ခုံအားတော့လကောင်းပါเนาะအဲကျမကြီးနဲ့ပတ်သက်ပြီးတော့အထောက်ပံ့ကောင်းပါကျမပြန်ကျမလာဖို့ပြန်စိတ်ပိုင်းဆိုင်ရာရောလူပိုင်းဆိုင်ရာရောကျမလာဖို့အတွက်တို့တို့စီကနေစဉ်နီလန်ကောင်အထောက်ပံ့ကောင်စပိုတင်းကောင်တွေရရှိလာနိုင်ပါတယ်လို့ဟောကြားပေးရှင်ပါဒါကြောင့်ကျမကြီးနဲ့ကိစ္စနဲ့ပတ်သက်တဲ့အပိုင်းမှာတော့အင်္ဂါသားသမီးတွေကံကောင်းခြင်းတွေရရှိနေပါတယ်နောက်တစ်ချက်ကတော့အခြေအကျိစ္စအရင်းနဲ့ပတ်သက်တဲ့အပိုင်းဖြစ်ပါတယ် ဒီချိန်မှာအခြေအကိစ္စအိမ်နဲ့ပတ်သက်ပြီးအင်္ဂါသားသမီးတွေကလှုပ်ဝက်စွာလှုပ်ဆောင်ပါအဲ့ဒါကျုပ်တို့ရတော့ပြချစ်သူနဲ့ဟိုဘယ်သွားတယ်ညာသွားတယ်ပုံတင်ခြင်းနဲ့ဟိုဟာဖြစ်ခြင်းနဲ့ဒီဟာဖြစ်ခြင်းနဲ့စသဖြင့်ပတ်ပရိတ်ကိုမလိုလားအပ်တဲ့အရာတွေကိုခြားပြလိမ့်ရှိတယ်။ဆိုတော့အဲ့မလိုလားအပ်တဲ့ပြဿနာတွေရပဲအဲ့မလိုလားအပ်တဲ့ပြဿနာတွေရပဲ ြဿနာပြန်ဖြစ်လာနိုင်မယ်ဆိုလိုချင်တာလေအဲ့တော့ဘာဖြစ်လဲကွာကိုကသူ့ချင်းနေသူကကို့ချင်းနေဆိုရပြီဒါကိုရီနှစ်ယောက်အဆင်ပြေနေပြီပြီပါနော်အဲ့လိုမှမဟုတ်ဘူးကွာဟိုကြွားချင်တာပဲဖြစ်ဖြစ်ရိုးချင်တာပဲဖြစ်တင်ချင်တာဖြစ် like ရချင်တာဖြစ် follow ရချင်တာဖြစ်ဒါမှမဟုတ်ကို့ဟို social media မှာမတင်ဘူးဆိုလို့ရှိရင်လည်းကိုရဲ့အပေါင်းတွေမိတ်ဆွေတွေဈာထဲမှာကိုရဲ့အခြေအေးကိစ္စတွေနဲ့ပတ်သက်ပြီးစမြုပ်ပြန်တာပဲဖြစ်ဖြစ်ပေါ့နော်တက်နာရင်းမြန်အခြေအေးကိစ္စမှာအဲ့ကနေစတာဖြစ်တယ်ဒါကြောင့်အိုက်ကိစ္စတွေမပြုတ်လောက်ဆိုရင်အခြေအကိစ္စက perfect ဖြစ်ဖို့ရခိုင်တော့များပါတယ်။ဒါကြောင့်လို့အခြေအကိစ္စနဲ့ပတ်သက်ပြီးတော့လုံးဝ privacy ကိုယ်တင်တယောက် privacy ကလုံးဝအပြုံမပေါက်ကြားတာပုံမှန်ပြီးတော့ကောင်းမွန်ပါလိမ့်မယ်အဲ့လိုပြောလို့ silent ထားခိုင်းတာမဟုတ်ပါဘူးဒီတိုင်းကိုယ့်ကိုဟိုအပြင်မှာတွဲသွားဘာမှမဖြစ်ဘူးကျွန်တော်ပြောမလိုလား app ပဲ ਨੇ မလိုလားအဲ့ platform တွေမှာမလိုလားတဲ့ social media တွေမှာမလိုလားအဲ့တဲ့လူတွေကို like ပြောနေခြင်းအခြေအကိစ္စအနောက်ဆက်ကြုံတွေ့ရမယ်လို့ပြောခြင်းဖြစ်ပါတယ်နောက်တစ်ခါတော့ကြုံတွေ့လာမယ်ကျွန်တော်အင်တော်ကြီးကိစ္စအိုင်းနဲ့ပတ်သက်တဲ့အပိုင်းဖြစ်ပါတယ်ဒီကာလမှာအင်တော်ကြီးကိစ္စအိုင်းနဲ့ပတ်သက်ပြီးတော့အင်္ဂါသားသမီးတွေအားကောင်းနေတဲ့ကာလအပိုင်းခြားတစ်ခုလိုပဲပြောရမှာပေါ့နော်လူကြီးသူမတွေရဲ့ကိုကြီးဆောင်မမှုကောင်းနေရရှိမယ် ောက်တစ်ခါကျွန်တော်မမျော်လင့်ထားပဲနဲ့အိမ်မက်ကောင်းကြီးရလာတဲ့အခါမှာထီထိုးတာမျိုးတွေပြုလုပ်ကြည့်ပါထီပေါက်တာမျိုးတွေဖြစ်တတ်ပါတယ်ဥမာယောက်ျားအိမ်မက်ကောင်းကောင်းမိန်းမအိမ်မက်ကောင်းကောင်းသားသမီးအိမ်မက်ကောင်းကောင်းပေါ့နော်ဒီထီထိုးတာမျိုးတွေနဲ့ပတ်သက်ပြီးတော့ပြုလုပ်ပါအိမ်မက်ကောင်းတယ်ဆိုတာက ဘာမက်တယ်ညာမက်တယ်ကျွန်တော်မပြောဘူးအဲ့ဒီအိမ်မက်မှာကိုပျော်ရွှင်နေရတယ်ဆိုကောင်းတယ်လို့တတ်မှတ်လိုက်တော့နော်အဲ့တော့အိမ်မက်ထဲမှာကိုပျော်ရွှင်နေတဲ့ကြည်နူးနေတဲ့မနဲ့ရမနဲ့အရာနိုးထတယ်ဆိုလန်လန်ဆန်ဆန်ပျော်ပျော်ရွှင်နိုးထတဲ့အိမ်မက်မျိုးဆိုလို့ရှိရင်နောက်ရကြရင်ကိုကကိုထီထိုးပါကျွန်တော်နှလုံးကြီးလောက်တော့လောကဦးစားမပေးပါဘူးနော်ကျွန်တော်ပြောတာအစိုးရ official ထောက်ထားတဲ့ထီကိုထိုးပါအများကြီးထိုးရလည်းမလိုပါဘူးတကယ်တမ်းပေါက်မယ်ဆိုရင်ထီရတစ်ဆောင်နဲ့လည်းပေါက်ပါတယ်ဆယ်ဆောင်ဆန်ကားဆောင်လည်းပတ်စံအကုန်ကြောက်ခံပြီးမထိုးပါနဲ့အဲ့လိုမျိုးပေါ့နော်အဲ့လိုထီပေါက်တဲ့ကံဒါမှမဟုတ်လို့ရှိရင်အဲ့လိုထီပေါက်တဲ့လိုပဲဝင်ဝင်တတ်တယ် မိကိုရဲ့မိသားဥပမာကအိမ်ရောက်တာဖြစ်ကားရောက်တာဖြစ်ဒါမှမဟုတ်ကိုအမေရနေစင်ကိုထောက်ပံ့ပေးတာဖြစ်အဘယ်ကနေပဲဖြစ်ဖြစ်ပေါ့ကွာအဲ့လိုမျိုးငွေကြေးကိစ္စတွေနဲ့ပတ်သက်တဲ့အပိုင်းတွေမှာတော့နည်းနည်းလေးအိမ်တော်ကြီးကိစ္စတွေမှာအိမ်တော်သေးတွေနေနေရတော့နည်းနည်းလေးအားကောင်းတာကိုတောက်ပြီးတော့တွေ့ရတယ်ပေါ့နော်နောက်တစ်ချက်ကတော့ကျွန်တော်တို့တွေ့ကြုံလာမဲ့ဒီလိုအပိုင်းခြားမျိုးမှာကိုရဲ့သားသမီးကြောင့်ကိုရဲ့သားသမီးပညာရေးကြောင့်ကိုရဲ့သားသမီးအလောက်ကိုင်ကြောင့်ပျော်ရွှင်မှုကြီးရရှိလာမျိုးတွေလည်းတွေ့ကြုံလာတတ်ပါတယ်နောက်တစ်ခါတော့ကြုံတွေ့လာမဲ့ဝန်ထမ်းတွေနဲ့ပတ်သက်တဲ့အပိုင်းဖြစ်ပါတယ်ဝန်ထမ်းတွေဒီလိုကာလမျိုးမှာအလောက်ကိုင်ကိစ္စတွေနဲ့ပတ်သက်ပြီးတော့ stable ဖြစ်တဲ့ကာလဖြစ်ပါတယ် ဆိုတော့ဟိုကိုယ့်အစံကန်ခက်တာအနေစင်အတီဖြစ်သွားတယ်အဲဆိုတော့အပိုင်းခြားကြုံတွေ့လာတတ်တယ်ဒါမှမဟုတ်ဟိုမှာလောက်အောင်မလားဒီမှာလောက်အောင်မလားဆိုတော့ဝန်ထမ်းမျိုးတွေရှိတယ်ဆိုရင်လည်းစုံမြက်ချက်ခိုင်မဲမှာချပြီးတော့နေရာတစ်ခုထဲမှာပဲအတီတကျလုံးဆောင်ရမယ်ဆိုတော့အပိုင်းခြားမျိုးဖြစ်ပါတယ်တနည်းအားပြောချင်တာတော့အထိုင်ကျမဲ့ကာလာအတီကျမဲ့ကာလာတစ်ခုဟိုပြောချင်းဖြစ်ပါတယ်ပေါ့နော်အဲ့တော့လုံငန်းကိစ္စတွေနဲ့ပတ်သက်ပြီးဇွေးဆိုတာဖြစ်နေတာတွေမခြေတုံချတုံဖြစ်နေတာတွေစိတ်နှခွားဖြစ်နေတာတွေအကုန်လုံးက stable ဖြစ်သွားမယ်အထိုင်ကျသွားမယ်ဆိုတော့ကာလာအပိုင်းခြားတစ်ခုပေါ်ပြတာချင်းဖြစ်ပါတယ်နောက်ချက်ကတော့ပညာရေးပေါ့ ပညာရေးနဲ့ကိစ္စနဲ့ပတ်သက်တဲ့အပိုင်းမှာနည်းနည်းလေးပညာရေးပေါ့မမိကိုရံကစိတ်ပါဝင်စားမှုအားရောက်နေတဲ့အပိုင်းတွေတောင်းမြင်ရတယ်။ဒါကြောင့်ပညာရေးနဲ့ပတ်သက်ပြီးကံကောင်းခြင်းလဲဆိုနည်းနည်းလေးပညာရေးထဲကိုအဲစိတ်ထည့်ဖို့အတွက်တော့လိုအပ်ပါတယ်။အောင်မြောင်လုပ်မယ်ဆိုရင်အောင်မြင်နိုင်တယ်။ဒါကတော့ကိုယ်စိတ်ပေါ်မှာပဲမူတည်တယ်။ကံအားဖြစ်ကတော့လုံးဝ0 level ပဲပေါ့။0ဆိုတာကိုယ်က minus ဖြစ်ခြင်းလဲရတယ်၊ plus ဖြစ်ခြင်းလဲရတယ်။ဒါကတော့ကိုယ့်ရဲ့စူးစမ်းအထောက်မှုနဲ့ကိုယ့်ရဲ့စိတ် focus ရှိနေတဲ့အပေါ်မှာမူတည်ပြီးတော့ အာသူ့ရဲ့ကံကျမ chain တော့ဖြစ်သွားနိုင်တယ်ပေါ့နော်။ Okay နောက်ဆုံးနိုင်ငံသားကံနေနဲ့ပတ်သက်တဲ့အပိုင်းပေါ့။ဒီကလာမျိုးမှာနိုင်ငံသားကံနေနဲ့ပတ်သက်တဲ့အပိုင်းနိုင်ငံသားသွားရင်ပြီးတော့အိမ်ပေါင်းတာခြံပေါင်းတာဟိုလူတွေကချီဒီလူစီကချီငှားပြီးတော့လုပ်တဲ့ကိစ္စတွေတက်နိုင်ရှောင်ပါအဲဘယ်လိုခေါ်မလဲတေချာပေါ့ပေါ့နော်။ကိုယ်အနေနဲ့စဉ်းစားပြီးတော့မှပဲပြုလုပ်ပါအဲ့တော့နိုင်ငံသားမထွက်ခင်ဆန်ကြမှာအဲ့အတိုးကြီးပြနေလို့ဒုက္ခများတော့တတ်တယ်ရွေးချယ်မှုမှားတတ်တယ်ပေါ့နော်ပြောချင်တယ်နိုင်ငံသားသွားတဲ့ကံနဲ့ပတ်သက်ပြီးတော့လေ အဲ့ဒါဟောကြိုင်းနေမယ်အင်္ဂါသားသမီးတွေလောက်ကျင်းနေမယ်လို့ထင်ပါတယ်